ပရိသတ်တွေရောအားလုံးကိုကျမတို့ရဲ့ Aura Pattern Channel လေးကနေပြီးတော့အပြန်လဲကြိုဆိုလိုက်ရပါတယ်။ကျမကတော့စစ်စစ်တက်ဆက်သူနန်းဖြစ်ပါတယ်။ဒီနေ့မှလည်းပရိသတ်တွေရောကြဆလကောင်းလေးတစ်ပုဒ်ကိုအခြေတူဆက်ပြီးကျမရယ်။ဒါကြောင့်ပရိသတ်တွေက VPN လိုက်ခံပြီးတော့မှဆလလေးရဲ့အစော်တိကိုကြည့်ရှုအားပေးချပါအောင်နော်။ Hi ကျွန်တော်ကတော့ Class ပါ။ကျွန်တော်ရဲ့အမေကကျွန်တော်မွေးပြီးချင်းမှာဆုံးသွားပါတယ်။ကျွန်တော်ရဲ့အဖေကလည်းအမေဆုံးသွားတော့စိတ်တိတ်ကပ်ပြီးကျွန်တော်ကိုထားခဲ့ပြီးအိမ်ကထွက်သွားပါတယ်။ အဲဒါကြောင့်ကျွန်တော်လည်းငငယ်လေးလေးကအဖွားနဲ့ပဲနေခဲ့ရပါတယ်။ကျွန်တော်ရဲ့ဘွားတွေကအရင်စပြည်နေရမျိုးတော့မဟုတ်ဘူး။ဒါပေမဲ့အဖွားကကျွန်တော်တို့ကိုကြောင်းထားပေးတယ်။ကျွန်တော်တို့အိမ်ပြင်းကအဲလီလို့ခေါ်တဲ့ကောင်မလေးလေးရှိပါတယ်။သူကအရန်ကူလာပါတယ်။ကျွန်တော်သူနဲ့တကယ်ချင်းဖြစ်ချင်တာ။ဒါပေမဲ့ကျွန်တော်ကိုကျွန်တော်ယုံကြည်မှုတအားနေတော့ကျွန်တော်သူ့ကိုစကားတမပြောရပါဘူး။သူမျက်နှာကိုမြင်ရဖို့အတွက်ကျွန်တော်နေတိုင်းနေတိုင်းသူ့နောက်ကနေလိုက်ဖက်လိုက်ရပါတယ်။အဲလီကအစတော့ကတော့ကျွန်တော်ကိုတတိမထားမိဘူးပေါ့။ ။ဒါပေမဲ့သူ့နောက်ကိုရှုပ်ပွေကောင်လေးတွေကလိုက်နေတော့ကသူအတော်လေးစိတ်ပျက်နေခဲ့ပါရဲ့။အဲဒီကောင်လေးတွေကတနေကုန်လိုက်ကြတာလေ။တနေတော့ကြောင်းမှာအတန်းပေါ်တယောက်ကအဲလီယားစပင်းကိုဆွဲလိုက်ပါရဲ့။သူကအဲလီယားခေါင်းပေါ်ကဖဲပြားလေးကိုလိုက်ပြီးတော့ဆွဲဖြုတ်ချနေပါရဲ့။ငါ့ကိုပေး။နားရဲ။သူကအဲဒီကောင်လေးကိုတအားကြောက်တာ။ကျွန်တော်လည်းသူ့လက်ကိုမမြန်ဖြုတ်ဖြုတ်လို့ရအောင်လို့ခုန်ကြီးပေးလိုက်ရပါရဲ့။တိကျတာပေါ့ကျွန်တော်ပဲအရှိုက်ခံလိုက်ရတယ်ပြီးတော့ဖဲပြားလေးကလည်းအဲ့ဒီကောင်လက်ထက်ကိုပါသွားပါတယ် ဒါပေမဲ့အလီကကျွန်တော်ကိုအရှင်ကလိုမမုန်းတော့ပါဘူး။အဲဒီနေ့ကစပြီးတော့သူကျွန်တော်ကိုအရင်ဆုံးစကားတွေစပြောလာပါတယ်။ကျွန်တော်ရဲ့မျက်နှာပေါ်ကဒရာတွေအတွက်လည်းသူကရှေကက်ကပ်ပြီးပါတယ်။သူ့ရဲ့ဖဲပြားလေးပျောက်သွားလို့ဆိုပြီးတော့အလီကအရှက်ကိုဝန်းနေနေရှာတာ။အဲဒီဖဲပြားလေးကသူ့အမေကသူ့ကိုနောက်ဆုံးပေးခဲ့တဲ့လက်ဆောင်လေးဖြစ်ပါတယ်။ကျွန်တော်လည်းအဲဒီအကြောင်းမတ်စ်ကိုသွားရှာပြီးတော့ခဏခဏပြောခဲ့ရတယ်။အလီရဲ့ဖဲပြားလေးကိုပြန်ပေးစမ်း။ဘာလဲမင်းကနောက်ထပ်ရိုက်ခဲ့သေးတယ်လို့လား။ ကျွန်တော်လည်းသူ့ကိုကူညီပေးဖို့လက်ကအချင်းပါပြီးတော့လှမ်းလိုက်ပေးမယ်။သူ့ရဲ့မျက်နှာပေါ်ကိုမတော်တဆရိုက်မိသွားပါရဲ့။သူကလည်းဒေါသတွေထွက်ပြီးတော့ကျွန်တော်ကိုရှိုက်ပါတော့ရဲ့။ဒီလိုနဲ့ပဲနောက်ထပ်ရပွဲတစ်ခုထပ်ပြီးတော့ပြစ်ပြန်တာပေါ့။မျိုးမဲဆွဲနေတဲ့မျက်နှာတွေနဲ့ကျွန်တော်ရဲ့လက်ထက်မှာဖျက်ဖျောက်လေးတစ်ချက်ကိုကြည့်ကြည့်ပါအောင်လို့ကျွန်တော်ဆုပ်ကိုက်ထားပြီးတော့အဲလီရိုတကားကိုခောက်လိုက်ပါရဲ့။သူကလည်းတကားကိုဖွင့်ပြီးတော့ကျွန်တော်မျက်နှာကိုလည်းမြင်လိုက်ရောသူရှမ်းလက်သွားပါရဲ့။ဟမ်ဒီမှာဖြစ်လာတာလဲ။ကျွန်တော်လည်းဖျက်ဖျောက်လေးကိုအဲလီရဲ့လက်ထက်ကိုချဲ့ပစ်လိုက်ပါရဲ့။ ချာကနင့်ဟာမလားသူတို့ကနင့်ကိုရိုက်လွတ်လိုက်တာဒါကြောင့်လားဒါကနင့်မိဟာလေအဲ့ဒါကြောင့်ငါရှောင်းအောင်ရှူလာပေးခဲ့တာဘလို့ကောင်းလေးပါလဲဘာဖြစ်လို့လဲအဲလီအဲလီရဲ့အဖေကရော့တရဲ့အိမ်ကိုပြန်ရောက်လာတော့ကျွန်တော်တို့ကိုမြင်သွားပါတယ်သူကြည့်ရတာကျွန်တော်အပေါ်ကိုနည်းနည်းလေးမှကိုချင်းမစားတဲ့ပုံပဲချာကနင့်မိပေးခဲ့တဲ့ဖဲပြားလေးမလားဒီကလေးကနင့်ကိုအနိုင်ကျင့်နေရလားနှာဘူးကောင်ထွက်သွားစမ်းမဟုတ်ပါဘူးအထင်လွဲလိုက်ရပါဗျာ ဒီလိုလူမျိုးတွေနဲ့မပတ်သက်နဲ့နော်စကားလည်းမပြောနဲ့အခုပဲသွားအထက်ကိုဝင်ဘလို့ဖြစ်သွားလဲတိလားအဲလီကအတတ်နိုင်ဆုံးစူးစမ်းပေမဲ့လဲသူကဒေါသတစီနဲ့ဒီမျက်စိကိုကောက်လိုက်ပြီးတော့ကျွန်တော်ကိုလိုက်ပြီးတော့မောက်ထုတ်ခဲ့ပါတယ်ကျွန်တော်ဒေါသတော့မထွက်ပါဘူးဒါပေမဲ့ကိုကိုအရှမ်းတနာသွားပါတယ်ကံကောင်းတာတစ်ခုကကျွန်တော်နဲ့အဲလီရဲ့ဆက်ဆက်ရေးကကောင်းတယ်လေသူ့ဖေ့စ်ကားရဲ့ကိုအဲလီကနားမထောင်ခဲ့ပါဘူးကျွန်တော်နဲ့အရှင်လိုပဲဆက်ပြီးတော့အဲလီကတူတူရှိနေပြီပါတယ် ဒီလိုမျိုးနဲ့ပဲကျွန်တော်တို့အတူတူကြည်ပြင်းသွားကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ထားခဲ့တာပါ။ Terry Allen ကမတော်တဆမှုတစ်ခုမဖြစ်ပွားခဲ့အချိန်ထိပါပဲ။ကျွန်တော်ရဲ့အဖွားကရောဂါပြင်းပြင်းထန်ထန်ခံစားပြီးတော့ဆုံးသွားခဲ့တယ်။အဲ့ဒါနဲ့ကျွန်တော်လည်းတခြားမြို့မှာရှိတဲ့ဦးလေးရဲ့အိမ်ကိုချက်ချင်းပြောင်းပြီးတော့နေရဖို့ဖြစ်လာတယ်။ကျွန်တော်ကားထဲမှာထိုင်နေရင်းနဲ့ဗရင်မဘက်ကိုပဲဆက်တောက်ကြည့်နေခဲ့ပါရယ်။ကျန်းကိုသွားတဲ့ရင်းနှီးနေတဲ့ landing shop လေးမှာကျွန်တော်သူ့ကိုများနှုတ်ဆက်ခွင့်ရမလားလို့ပေါ့။ဟောတွေ့ပါပြီ။ ကျွန်တော် remote ကိုပြင်ချပြလိုက်ခြင်းနဲ့ဒါပေမဲ့ကျွန်တော်ရဲ့ဦးလေးကတားလိုက်ပါတယ် remote ကနေအဲလီရဲ့ဝေးကွာသွားတဲ့ပုံရိပ်လေးကိုပဲကျွန်တော်ဝမ်းနဲ့ပြီးတော့ငေးကြည့်နေအောင်ပဲတက်နိုင်ပါတယ်ဆယ်နှစ်ကြာသွားပြီးတဲ့နောက်မှာတော့ကျွန်တော်လည်းကောင်းလေးတယောက်ဖြစ်ကနေပြီးတော့ဆယ်ကျော်တက်လေးတယောက်ဖြစ်လာခဲ့တာပေါ့ကျွန်တော်ဦးလေးနဲ့တူတူမြို့ဟောင်းရှိရာစီကိုလိုက်လာခဲ့ပါတယ်ကျွန်တော်အဲလီနဲ့တွေ့ဖို့အတွက်အညာလက်ဆက်ကိုဘရုံးကမလမ်းမလျှော့ခဲ့ဘူးလေနောက်ထပ်တစ်စိမ့်ထပ်ပြီးတော့တွေ့ကျင်တယ် ဒါပေမဲ့နှစ်တွေအများကြီးကြာသွားခဲ့ပြီဆိုတော့အခုချိန်မှာသူ့ပုံစံကဘယ်လိုဖြစ်နေပလဲကျွန်တော်တအားကိုသိချင်ပြီရော။ तू ကျွန်တော်ကိုမှတ်မိနိုင်အောင်မလား။ဒါမှမဟုတ်မိများမိသွားပြီလား။အဲ့ဒီနေ့ကကျွန်တော်ပစ္စည်းပစ္စည်းတွေကိုတဲလာခဲ့တဲ့အချိန်မှာလမ်းလို့တစ်ခုရဲကိုချုံဝင်လိုက်တဲ့အချိန်မှာလမ်းတော့မှာရာကြောင်လေးတောက်နေမင်းကလေးတောက်အော်ခွက်ပြီးတော့ရဲဖြစ်နေတာကိုတွေ့လို့ရပါတယ်။ချစ်စစ်ဖြစ်ပြီးတော့ခွင့်လွတ်ပါ။ကဲစားပါအောင်ရှင်။အွန်လိုက်စမ်းပါ။ဒီမှာမင်းကိုကဲမဲ့သူတယောက်မှမရှိဘူး။ ကျွန်တော်လည်းကားကိုလမ်းပေးစီချက်ချင်းထိုးရလိုက်ပါရယ်။ပြေပေါ်ကဒေါက်တာဆောက်ကိုကောက်ယူလိုက်ပြီးတော့အဲ့ဒီယောက်ျားကိုရှက်ပြလိုက်တယ်။အောင်းနားလိုက်တာဘယ်သူလဲကွာ။သူ့လွတ်ပြီးတော့ထွက်သွားလိုက်စမ်း။ဒီအတွက်နောက်နောက်ကောင်းကောင်းရစီရမယ်။အဲ့ဒီအမျိုးသားလည်းထွက်သွားရောကျွန်တော်ကောင်မလေးဘက်ကိုလှည့်ပြီးတော့ပြောလိုက်ပါရယ်။မင်းစီပြေးလား။ဘယ်နဲ့ထိကိုက်တော့တိတ်လဲ။ချစ်စုတင်ပါရယ်။ကောင်မလေးကကျွန်တော်ကိုလှည့်ကြည့်လိုက်တယ်။အဲ့ဒီအကြည့်ကကျွန်တော်ဘယ်တော့မှမင်းမမဟုတ်တဲ့အကြည့်။အဲလီနင်မလား။ Klaus ပြီးတော့ကျွန်တော်တို့နှစ်ယောက်လည်းတယောက်ကိုတယောက်ကြည့်လိုက်ကြပြီးတော့ share လိုက်ကြပါရစေ။နောက်တော့ကျွန်တော်တို့ရဲ့အရင်ကအကြောင်းလေးစီကိုလာခဲ့လိုက်ကြပါရစေ။သူနဲ့ကျွန်တော်တို့တူတူတွားနေကြနေရလေးတစ်ခုစီပေါ့။လမ်းမလွန်ခဲ့တဲ့ဆယ်နှစ်အတွင်းဘလူရီကိုဆုံးခဲ့တဲ့ store ကိုစကားရပြောနေကြပါရစေ။ကြောင်းရင်းနဲ့မှကျွန်တော်သိလိုက်ရတာကအဲလီကနိုင်ငံခြားမှာအကြောင်းတော့တက်တော့မှာ။နေဘရော့တော်မှာလေ။အခုထိတော့အသေးချာမသိသေးပါဘူး။နိုင်ငံခြားထွက်ရတာကလွယ်မမလွယ်တော့။နေသွားတဲ့ခါကျငါ့ကိုပြောအောင်တော့ငါ့လိုမျိုးလုံးမသွားနဲ့။ နေငငယ်တော့ကဆိုငါ့ကိုတခွန်းတော့မပြောပဲနဲ့ဒီတန်းထွက်သွားခဲ့တာနော်နောက်ထပ်နေအဲ့တူလိုလှုပ်ရလှုပ်ကြည့်ငါနေနဲ့ဆက်ပြီးတော့တကယ်ချင်းမလှုပ်တော့ဘူးအေးပါဟာငါကတိပေးပါရယ်ကျွန်တော်ဦးလေးရဲ့သားကလည်းကျွန်တော်နဲ့အတူတူဆိုင်မှာအလောလုံးနေပါရယ်သူ့နာမည်ကပေးတဲ့တော်တော်လေးကိုဘူးတတကြတဲ့သူတယောက်ပါကျွန်တော်ကသူ့ကိုနိုင်ငံချမ်းမှပညာသင်တဲ့ကိစ္စအကြောင်းနဲ့ပတ်သက်ပြီးတော့မေးလိုက်တော့သူကကျွန်တော်ပခုံးကိုပုတ်လိုက်ပြီးကြည်လို့ပြောပါရယ်နိုင်ငံသားမှကြောက်တတ်တယ်ဆိုတာကလွယ်ကူတာမဟုတ်ဘူးကွာပတ်စံနေအများကြီးကုန်တယ် ဘလော့ကောမှာလဲမင်းကဘာလို့သိချင်နေရလဲဘာလဲမင်းကနိုင်ငံခြားမှာကြောက်တတ်ချင်လို့လားမဟုတ်ပါဘူးတကယ်ကြေးတယောက်တည်းမေးပြတာပါဒါဆိုဘယ်သူလဲယောက်ျားလေးလားမင်းကလေးလားအော်မင်းကရေးစားရနေပြီလားမရသေးပါဘူးလှုပ်ဆံမှာကွာပြပြဆံမှာကျွန်တော်ဦးလေးတို့ဆန်ကိုတရှင်းလုပ်ပေးဖို့အတွက်ဆိုင်မှာကျွန်တော်ဇန်နေကြတဲ့အချိန်အလီကနောက်ဖက်ကနေတိတ်တိတ်လေးဝင်လာပါတယ်ခြေတနေကကျွန်တော်စီကိုဖြည်းဖြည်းချင်းနီးကပ်လာနေပါတယ်နေအောင်နေရပဲ ဘယ်လိုလုပ်သေးရလဲငါကနင့်ကိုချောင်းမလို့လေနင်မိသွားပြီလားငါကငငယ်လေးတွေကနင်းနောက်ကနေလိုက်လာကြတာဒီတော့နင်းစီတဲ့ကိုငါမှတ်မိတော့လေဟမ်မရှုံးပါဘူးနင်းရဲ့ဓာတ်မှတ်မိနေရလားမဖြစ်နိုင်တော့အဲ့လီကသူ့ရဲ့အိတ်ကထဲကဖေပြောလေးကိုထုတ်လိုက်ပါတယ်တကယ်တော့ငါသိပါတယ်ငါအရင်တော့ကဖြစ်ပြသွားတာတွေကိုဘယ်လိုလုပ်ပြီးတော့မေးနိုင်မှာလဲငါဖေစာတောက်မှတ်ပါတယ်နင်းဖေသာငါကဖြစ်မင်းအောင်မေးနေပြီ နောက်တော့ကျွန်တော်တို့တွေတရားမျက်လုံးကိုတယောက်ကြည့်လိုက်ကြပြီးတော့ရှင်းလိုက်ကြပါတယ်။ကျွန်တော်တို့နှစ်ယောက်ခြားရက်ကအကွက်ဝေးကဖြစ်ဖြစ်စီနီးဆက်လာပြီးတော့ရွှေခုံတန်တွေကလည်းမြင်လာပါတယ်။အဲဒီအချိန်မှာပဲကျွန်တော်တို့နှကန်လေးပေါ်ကိုအနမ်းချွေလိုက်တယ်။အဲ့ဒီနေကကြောက်ကိုကြောင်းတော့မဲ့အချိန်ကတဖြည်းဖြည်းနဲ့နီးကလာခဲ့ပါတယ်။ကျွန်တော်ပတ်ဆက်နေအများကြီးရောက်အောင်ရှာကျင်တယ်။နိုင်ငံသားမှနေတဲ့အခါသူကုန်ကြမဲ့ကုန်ကြစရိတ်အတွက်ကျွန်တော်တို့ကူညီပေးချင်တယ်။ဒါပေမဲ့ကျွန်တော်ရှာနိုင်တဲ့ပတ်ဆက်ပမာဏကသူ့တော်တော်အရောင်းကိုနည်းလို့နေမှာ။ ကျွန်တော်အလုပ်တွေကိုတအားစူးစမ်းပြီးတော့လုပ်နေတော့ကိုပစ်ကတိသွားတော့ဆိုတော့ဒီတော့ရမ်းပကြည့်နေပါဦးဒီတော့သူကျွန်တော်ကိုစပြီးတော့စုပါရယ်မင်းရငတုံးလားသူ့ကိုသဘောကျတယ်ဆိုရင်လည်းဘာဖြစ်လို့နိုင်ငံเจ้าကိုထထောက်ခိုင်းနေအောင်မလဲငါသူ့သဘောကျတယ်ဒါပေမဲ့ဂျာအတွက်နဲ့သူ့ရဲ့နားကောက်ကိုမဖြတ်ဆီးချင်ဘူးလေမင်းရလေတေချာစဉ်းစားပါဦးမင်းတို့ပတ်စံထောက်ပတ်မှုအတွက်ဒီလောက်ကိုပဲဆက်လုပ်မယ်ဆိုရင်ဘယ်လောက်ထိကြစားလုပ်ပြီးတော့မှသူ့ကိုထောက်ပတ်နိုင်မှာလဲဒါဆိုလဲငါ့ကိုပတ်စံနဲ့အများကြီးရနိုင်မယ်နီလန့်ပြပြပါလား ဒါဆိုရင်ပစက်လေးကိုအများကြီးဝင်အောင်လုပ်နိုင်မယ်နီလန်ကသူများတွေကိုချိလိုက်လေပြီးတော့အတိုးယူပေါ့မင်းတို့ကြကစစ်စံရေးတွေပြည်လဲလာအောင်လို့ငါကူညီပေးပါမယ်ကျွန်တော်ဝန်ခွဲအကူရဲ့အကူညီနဲ့ပဲကျွန်တော်အချိန်တိုအတွင်းမှာပစက်နေအများကြီးကိုရအောင်ရှာလိုက်ပါတယ်အဲ့ဒီအလို့ကြောင့်နဲ့ပဲကျွန်တော်လူတွေအများကြီးရဲ့ရှေ့မှာတခြားစီပြုတ်ခွဲသွားခဲ့ပါတယ်အဲ့ဒီနေ့ကကျွန်တော်ပစက်နေကိုအဲလီစီကိုရှူလာတဲ့အချိန်မှာအဲ့ဒီပြက်လက်မှာလူစရိတ်အများကြီးကကျွန်တော်ရှေ့မှာလာပြီးတော့ပိတ်ရလိုက်ကြတယ် ကျွန်တော်တက်နိုင်သမျှတီးခတ်ပါရယ်ပြန်ပြီးတော့မခုခံဘူးဒါပေမဲ့သူတို့တွေကတယောက်ကအဲလီကိုပြစ်မှတ်ထားလာတယ်မိမလာလေအဲ့ဒီကောင်ဆုပ်ကိုထားခဲ့ပြီးတော့ငါးနှစ်လိုက်ခဲ့သူစကားရိပ်ပို့ပြီးတော့ပြောလာလေလေသူရဲ့အပြုတ်မှုတွေကရိုင်းစက်လေးလေးဖြစ်လာတယ်အဲလီကိုလည်းခဏခဏလာပြီးတော့ထိကင်နေတာကျွန်တော်လည်းလုံအောင်ကိုတီးမခနိုင်တာနဲ့မြေကြီးပေါ်ကိုတုတ်တဆောက်ကောက်ယူလိုက်ပြီးတော့အဲ့ဒီလူရဲ့ကုတ်ပိုးကိုအားရပါရချလိုက်ပါတယ်နောက်တော့အဲလီရဲ့လက်ကိုဆွဲလိုက်ပြီးတော့ကျွန်တော်တို့လည်းပြေးလာခဲ့ကြပါတယ် ကျွန်တော်တို့အိမ်ပြည့်ကြီးတစ်လုံးနဲ့မှာဝင်ပုန်းခဲ့ကြတယ်။အဲလီကကျွန်တော်မျက်နှာဘက်ကထရီရီကိုကြည့်ပြီးတော့သူ့တဲရီနာချင်းနေပြီးတဲ့။ဒီပါလုံးနေရလဲ။ဒီပါဖြစ်လို့ဒီလိုလူတွေနဲ့ပတ်သက်နေတာလဲ။ဒီနိုင်ငံကြားသွားတဲ့အခါပို့ပြီးတော့လွယ်ကူသွားအောင်လို့ငါပတ်စံလေးရှာနေရပါဟာ။ငါကနေပတ်စံကိုမလုပ်ဘူးလို့အယူရဲ။သူမျက်ရည်တွေကြားဆင်းလာကြတယ်။ကျွန်တော်သူ့ကိုနှိမ့်သိပ်ပြဖို့အတွက်ဆိုပြီးတော့ဖတ်လိုက်ပါတယ်။ငါနိုင်ငံကြားမှာစောင်းတော့မတက်တော့ဘူး။ ။နက်ပြန်ကြရင်ငါဖီနဲ့တွေ့ဖို့ကြာ။နို့ငါခေါက်သွားမယ်။ငါတို့ဒီမှာတူတူနေပြီးတော့အတန်မွေးစားတစ်ခုကိုတူတူလုပ်ကြမယ်နော်။ငါနေ့ရက်နာကကိုဖျောက်ဆီးချင်မို့။ငါကတော့နင်းနဲ့နောက်ထပ်တစ်ခါထပ်ပြီးတော့မခွဲနိုင်နိုင်တော့ဘူး။ကျေးဇူးပြုပြီးတော့ငါပြတော့ကိုသဘောတူပေးပါ။ကျွန်တော်မျက်ရည်တွေဝိုင်းနေတဲ့မျက်လုံးနဲ့ကြည့်ပြီးတော့ဘာပြောလို့ပြောမှမသိစွန့်အာနေမိပါရယ်ကျွန်တော်လည်းသူပြောတဲ့ကိုခေါင်းညှိလိုက်ပြီးတော့သဘောတူရမယ်ရှိပါတော့တယ် ောက်တနေ့ကျွန်တော်အိမ်ကနေချိန်ထားတဲ့နေရာစီကိုထွက်လာကနေအချိန်မှတကားခေါက်တဲ့တစ်ချက်ကိုကြားလိုက်ရပါတယ်။ကျွန်တော်ရဲ့အရှိတကားကမှ Sherry အများကြီးကိုတွေ့လိုက်ရပါတယ်။မနေ့ကကျွန်တော်ရိုက်လိုက်တဲ့တယောက်ကပြင်းပြထန်ထန်တရားသွားပြီးတော့ဆေးရုံမှာဆေးကုသမှုခရူနေရတယ်တဲ့။ကျွန်တော်အပြစ်တွေအတွက်ကျွန်တော်ထောင်ချခံရတော့မယ်။ Sherry ကကျွန်တော်ကိုလက်ထိတ်မခတ်ခင်မှာကျွန်တော်ဖုန်းတစ်ဆက်ဆက်ချင်လို့ဆိုပြီးတော့ပြောလိုက်ပါတယ်။ဖေးငါပြစ်တော့တက်ပြီ။ဘာဖြစ်လို့လဲ။မင်းကူပဲမှာလဲ။အဲ့ဒါကအရေးမကြီးဘူး။ မင်းကပြောတော့ကိုနောက်ထောင်းမင်းပြီးရင် Express Station သွားပေးအဲ့ဒီမှာအဲ့လီငါ့ကိုစောင့်နေတယ်သူနဲ့တွေ့တဲ့အခါကျငါ့ကိုစောင့်မနေပဲနဲ့နိုင်ငံเจ้าမှာចောင်းတတ်တက်လာပြီဆိုပြီးတော့သူ့ပြောပြပါပြီးတော့ငါငါသူ့မချစ်တော့ဘူးလို့လည်းပြောပြပါအောင်ဟဲ့မင်းဘာဖြစ်တော့လဲဟေး Hello အဲ့ဒီနေ့ကစပြီးတော့နှစ်နှစ်ကြာသွားပြီးတဲ့နောက်မှာတော့ထောင်းနှင်းစီကောင်းတွေကိုလိုက်နာခဲ့တော့ကျွန်တော်အတွက်ရှော့ရက်နဲ့ထောင်းကောင်းတွေဆော့လုလာခဲ့ပါတယ် ကျွန်တော်ထောင်ကနေထွက်လာတဲ့အချိန်မှာပိကကျွန်တော်ကိုလာကြိုပါရယ်။ညီလေးအရှင်တော့ကအကြောင်းတွေကတော့ပြီးကုန်ပါပြီကွာ။မင်းအတွက်တော်တော်ကိုခက်ခဲခဲ့မှာပဲ။ငါအခုမင်းကိုအလုရှာပေးမယ်နော်။မင်းထပ်ပြီးတော့ချိုးစားလိုက်ကြတော့ပေါ့။မင်းလည်းကျေးဇူးပါပဲကွာ။ဒီနေ့တွေ့တွေ့မှာမင်းရဲ့ကျေးဇူးကြောင့်သာငါအရှင်ပြေးခဲ့တာပါ။အဲ့ဒီလိုမပြောပါနဲ့ကွာ။ငါတို့ကမိသားစုဝင်တွေပဲလေ။ဖေကတော်တော်လေးကိုစိတ်မြတ်နေသူဆိုတော့သူဦးစီးပြီးတော့တည်ထောင်ထားတဲ့ကုမ္ပဏီကပုပ်ပပီးတိုးတက်လာပါတယ်။ ရုံးကွက်ကိုလည်းနေရာအနှံ့မှာဖွင့်ထားနိုင်ခဲ့ပါတယ်။တိတ်မကြခင်မှာပဲကျွန်တော်တို့တွေလည်းချမ်းသာလာခဲ့ကြတာပေါ့။ကျွန်တော်ကတော့အခုထိကျွန်တော်ချရတဲ့မိန်းကလေးကိုပြန်တွေ့ရမယ်ဆိုရင်ညှော်လင့်ချက်ကိုလည်းမလွတ်သေးပါဘူး။အဲ့ဒီကြောင့်တော့တက်တဲ့နိုင်ငံစီကိုကျွန်တော်လိုက်သွားခဲ့ပါတယ်။ဒါပေမဲ့နိုင်ငံကအကြီးကြီးဆိုတော့ကျွန်တော်တို့ကိုဘယ်လိုလုပ်ပြီးတော့ရှာရမလဲမသိပါဘူး။ကုမ္ပဏီကိစ္စတွေကိုဖြေရှင်းပြီးတဲ့နောက်မှာတော့ပြကကျွန်တော်ကိုပြပွဲခမ်းမတစ်ခုစီသွားဖို့အတွက်ဖိတ်လာပါတယ်။ ပကြီရေချားထဲမှာလိုက်ကြည့်ရင်လည်းရုတ်တရက်အခန်းတောင်နာကပကြီကတစ်ဆက်ကိုတွေ့လိုက်ပါတယ်။အဲ့ဒီပကြီကကိုကျွန်တော်တော်တော်လေးမျက်စိကျသွားတယ်။ပကြီကကတော်တော်ကိုထူးကြတယ်။အဲ့ဒီပကြီကကမင်းကလေးတောက်ရမျက်လုံးကိုပဲဆွဲထားတာ။တစ်ဆက်ကြည့်အောင်နဲ့အဲ့ဒီပကြီကရဲ့ကသူကအဲလီဘက်စတာကိုကျွန်တော်ချက်ချင်းသဘောပေါက်လိုက်ပါတယ်။အဲ့ဒါကြောင့်ကျွန်တော်လည်းဖိရလက်ကိုဆက်ပြီးတော့ချက်ချင်းခေါ်ပြလိုက်ပါတယ်။ကြည့်လိုက်အောင်အဲ့ဒါသူပဲ။ဟာမင်းကလည်းတေချာလို့လား။ ီပကြီးကားကဖြစ်မျက်နှာတော့ရှင်းရှင်းလင်းလင်းမမြင်ရပါနဲ့။ညောင်လေးဆက်တဲတဲလေးကိုတော့မှငါလည်းမလျှော့ချင်ဘူး။ဒီတယောက်ဆွဲထားတဲ့ပကြီးကားမှန်တဲ့မြောက်ကိုငါအကောင်လုံးဝယ်ပစ်ချင်တယ်။ Okay လေငါတို့ဝယ်လိုက်မယ်။မင်းစကားကိုနောက်ထောင်လိုက်ကြပေါ့။ပြီးတော့ဒီနုပညာရှင်ကိုငါ့အတွက်ဆက်သွယ်ခိုင်းပေးပါ။ဖိကကျွန်တော်ကိုကူပြီးတော့ဆက်ဆေးပေးပါရစေ။ဒီနုပညာရှင်နာမည်ကိုကျွန်တော်သိတယ်ဗျ။သူ့နာမည်ကစတက်ဖန်နဲ့။သူကအဲလီနဲ့တူတူနေပါရဲ့။ ကြည်ကြည်ကြပ်ကြပ်ပြောရရင်လိုကရတုံးနဲ့နိုင်ငံသားကိုပြောင်းလာကြတဲ့ကဖြစ်ပါတယ်။ဒါဆိုကျွန်တော်လည်းအဲ့ဒီလူနဲ့တွေ့ဖို့အတွက်ချက်စစ်မဲ့စီစဉ်လိုက်ပါတယ်။ကျွန်တော်လည်းသူပြကန်းစီကိုသွားပြီးတော့ချက်စစ်မဲ့ဆက်လိုက်တယ်ဆိုရင်ပဲသူကျွန်တော်ကိုမှတ်မိသွားပါတယ်။မင်းက class ကိုသူ့ရဲ့ image ထဲမှာမိနစ်မဲ့ကိုပဲခေါ်နေခဲ့တာ။အဲ့ဒီဒီနေ့တွေ့တယ်မှာကောင်းကောင်းမော်ရှိရလား။သူဒီနိုင်ငံကိုရှာလာပြီးကြတဲ့ကသူပြောင်းရလို့ခံစားရတဲ့နေ့တည်းမှမရှိဘူးလို့ငါထင်တာပဲ။ ဒါဆိုခမရလွတ်သူရဲ့ဆက်ဆက်ရေးကငါနဲ့လားသူပြောမနေပါဘူးကွာကျွန်တော်လဲစတက်ဖန်ရဲ့ပြကန်းကထွက်လာခဲ့ပြီးတော့အဲလီရဲ့အရှိတကောက်ကနာမှာအဆောက်နေလိုက်ပါတယ်ရှင်းနေနေပြီးသားဖြစ်နေတဲ့ခြေတလူတွေကတဖြည်းဖြည်းနီးကပ်လာတယ်ကျွန်တော်နှလုံးသားကလည်းအဲ့ဒီနေရာကလိုမျိုးပြန်ပြီးတော့ခုံပါလာခဲ့ပါတယ်အဲလီကျွန်တော်ကိုကြောက်သွားတယ်တကောက်ဖွင့်ဖို့လုပ်တဲ့အချိန်မှာကျွန်တော်တို့ကိုကြည့်ပြီးတော့အစကားပြောလိုက်ပါတယ်အဲလီ သူကျွန်တော်တန်ကိုလည်းကြာရောအဲ့လီရဲ့လှူရှာမှုတွေကရုတ်တရက်ရတဲ့သွားပါတယ်။သူရဲ့လက်ထက်ကတော့ကလည်းမြေပြင်ပေါ်ကိုပြုတ်ကျသွားပါတယ်။အဲ့လီကအတန်လာရနေရကိုလက်ကြည့်လိုက်တာပေါ့။တော်တော်ကြာတဲ့အချိန်ထိသူစီကဘာတို့ပြန်မှုမှကိုမတွေ့ရအောင်။ကျွန်တော်လည်းတော့ကိုကုန်းကလိုက်ပြီးတော့နင်ကအထဲဝင်မှုမခေါ်တော့လားအဲ့လီ။အဲ့လီကရှာနေတဲ့ခါဖွင့်လိုက်တော့ကျွန်တော်လည်းအထဲကိုဝင်သွားလိုက်ပါတယ်။သူကကျွန်တော်မျက်လုံးကိုရှောင်ပြီးတော့ပွားနေတဲ့အခန်းကိုခက်မြက်မြက်ရှင်းလိုက်ပါတယ်။ ကျွန်တော်ကောင်းတဲ့မှာတော့သူ့ကိုပြပြချင်တဲ့အကျိုးတွေထောက်ချနေတာပေါ့။ပစက်ကတော့အေးမိထားသလိုဖြစ်နေတယ်။ကျွန်တော်တခုံးမဲ့ထွက်ပြီးတော့ပြောလိုက်နေပါတယ်။နေပြီးကြတဲ့နေ့တွေမှာဘယ်လိုများနေထိုင်ကြလဲ။ငါလားအဆင်ပြေပြေရှိနေကြတာပေါ့။အဲလီကိုပြောတော့နောက်ထပ်မအောင်။နောက်ကျနေပြီ။ငါလည်းပြင်ပန်းနေရတာကြောင့်ညလုံးအိပ်ပြလိုက်ပါတော့။ပြီးတော့ငါတို့တယောက်နဲ့တယောက်အထက်ပြီးတော့မတွေ့ပဲနေကြအောင်။ ကျွန်တော်လည်းသူ့ရင်ကနေတိတ်တဆိတ်ပဲထွက်လာကြလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်တွေအတွင်းကသူ့เจ้าနှစ်ကိုကျွန်တော်ရှာကြည့်လိုက်တော့ပို့ပြီးတော့တိလာလေးလေးကိုယ့်ကိုပို့ပြီးတော့အပြစ်တွေတင်မိနေလေးပါပဲ။အဲ့ဒီကောင်မလေးရဲ့ဘဝကိုဒီလိုဖြစ်သွားအောင်လို့ကျွန်တော်ကပဲလုပ်ခဲ့တာ။ကျွန်တော်အဲ့လီကိုရအောင်ပြန်ယူဖို့အတွက်ဆုပ်ဖြတ်ချက်ချလိုက်ပါတယ်။နောက်တနေ့မှာတော့အဲ့လီအလဲလုံနေတဲ့ကုမ္ပဏီစီကိုကျွန်တော်လိုက်သွားပါတယ်။သူနဲ့အတူတူအလဲလုံခွင့်ရဖို့အတွက်ကျွန်တော်ပတ်စံနေအများကြီးတုံးလိုက်တာပေါ့။ ကတ်စတမာကကျွန်တော်မန် LED သွားတဲ့အချိန်မှာတော့သူတအားကိုအန်အိုသွားတယ်။ညီပါလို့ကျလို့လေ။ကိုမင်းသိန်းနားမှာနေဖို့အတွက်အခွင့်အရေးတစ်ခုလိုချင်လို့ပါ။ဆရာအောင်။မနက်ခင်းနေ့မှာကျွန်တော်တို့ပန်းကင်းတွေစီကိုလည်းရှာထွက်ခဲ့ကြတယ်။နေ့လည်ခင်းကျတော့ coffee shop နေမှာထိုင်တယ်။ညနေခင်းကိုရောက်တော့ကန်းစီနားမှာလေးညင်းခံကြတယ်။သူကတော့အရင်တိုင်းအေးဆက်ဆက်နေပါ။သူဘီနာမှာရနေရင်လည်းကျွန်တော်သူ့ကိုမေးလိုက်ပါရစေ။ငါမင်းစီကိုပြန်လာလို့ရနိုင်သေးလား။အားလုံးပြီးသွားပြီလေ။ ရှင်တာတွေကိုထားခက်လိုက်ပြီးတော့ရှင်းဆက်တင်ပြီနော်ကျမတို့ကမဖြစ်နိုင်တော့ကျမရှင်းအတွက်အလုံးမလုပ်ပေးနိုင်တော့လို့တခြားလူနဲ့လဲဖို့အတွက်ပြောလိုက်တော့မယ်ဒီလိုပြောပြီးတော့သူကလှည့်ထွက်သွားပါတယ်နောက်တနေ့မနေ့ရောက်တဲ့အထိကျွန်တော်ကောင်းလေးကကုမ္ပဏီအရှိတကောင်ဝမှာရှင်းလျက်တာရှိနေပါတယ်ကျွန်တော်လည်းသူ့အထက်လူကြီးကိုလက်ထိုးပြီးတော့အဲ့လူကိုညှဆဆဖို့အတွက်ခေါ်တော်ချင်တဲ့အကြောင်းပြောလိုက်ပါတယ်ရှားပါတယ်စာချုပ်ထုတ်ထားတာဆိုတော့အဲ့လီကကျွန်တော်နဲ့အဆင်ပြေအောင်လို့နေပြအောင်ပါပဲလေ ။စားတော့ဆိုင်ကိုသွားမယ့်အချိန်ရောက်တော့သူကကျွန်တော်နဲ့ပိတ်ကိုတွေ့သွားတယ်။ပိတ်ကတော့အဲလီဂျီလိုကိုမုန်းနေတာဘာမှမသိပါဘူး။အရင်နေ့ကဘာတွေဖြစ်ခဲ့လဲဆိုတာကိုပိတ်ကပြပြဝှတ်ကြိုးစားပါတယ်။ဒါပေမဲ့ကျွန်တော်သူ့ကိုခေါင်းခါပြီးတော့ပဲထားလိုက်ပါတယ်။စိတ်အခြေအနေကိုပြန်လဲဖို့အတွက်ဆိုပြီးတော့ငငယ်ရုံးကအကြောင်းတွေကိုပဲပြန်ပြီးတော့ထိုင်ပြောနေလိုက်ပါတယ်။ငငယ်ရုံးကတအားဆင်းရတော့နေတိုင်းစုပ်ပြဲနေတဲ့အဝတ်အစားတွေကိုပဲဝတ်ရတယ်။သူများတွေကငါ့ကိုတရားစားလို့ထင်ကြတာကို ဌာနဲ့ဝိုင်းပြီးတော့နင်းထုတ်ကြတာအခုတော့အဆင်ပြေသွားပါပြီအခုတော့နင်းကနေ့ရက်အချိန်တွေကိုပဲပို့တော့မှပတ်ဆက်ရှိသွားပြီနော် အကောင်းဆုံးစားသောက်ဆိုင်မှာလဲညစာလိုက်ကျွေးနိုင်ပြီလေနင်းဘလောက်တော့အောင်မြင်ပြီးတော့ပတ်ဆက်နေချမ်းသာနေပြီလဲဆိုတော့ငါသိပြီမဟုတ်လို့နင်းလဲကျင်နေပြီလားကစားခွက်ကပြီးပြီနော်နောက်တော့အဲလီကစားသောက်ဆိုင်ဒီကောင်နေထပြီးတော့ထွက်သွားပါရယ်ကျွန်တော်လည်းသူ့နောက်ကိုချက်ချင်းလိုက်ခွာရပါရယ်လှုပ်ဆန်းပါငါနဲ့နေ့ရက်ဇလန်ကပြီးနေပြီငါ့ရေပြန်ရှောက်လို့မရဘူးလား မင်းကဒီမှာနေရတာမပြောဘူးမလားအရှင်တော့ကလိုမျိုးကိုနဲ့တူတူရှိခဲ့တဲ့ပျော်ရွှင်တဲ့ဘဝစီကိုပြန်ပြီးတော့တောင်းလိုက်ကြအောင်ပါနော်ကို့ကိုပျော်ရွှင်အောင်လို့တခရွေတော့လုပ်ပေးနိုင်တဲ့အရာကမင်းရှိနေမှာဖြစ်မှာမလို့ပါအဲ့လိုဆိုပြီးတော့ငါလိုအဆိုးချိန်မှာနေကဘယောက်နေကြတာလဲအဲလီကကျွန်တော်ကိုဘလောက်ပဲထူရိုက်နေပါစေကျွန်တော်လွတ်မပြေးပဲနဲ့သူ့ကိုဖတ်ထားလိုက်ပါတယ်သူဘလောက်ပဲဒေါသတွေထွက်နေပါစေဒီတစ်ခေါက်တော့ကျွန်တော်သူ့ကိုမလွတ်ပေးနိုင်တော့ဘူးသူဆက်ပြီးတော့လည်းကြာကြာမရိုက်နိုင်ပါဘူး ူမျက်နှာလေးကိုကျွန်တော်ရှင်ခွေထဲမှာထည့်ပြီးတော့သူ့လက်ကိုချလိုက်ပါတယ်။ကျမရှင်ကဘလောက်တော်လွယ်နေခဲ့ရဆိုတာရှင်သိရဲ့လား။ဒီနေ့တွေ့တင်မှာရှင်ပဲတွေကိုရောက်နေခဲ့တာလေ။ကျွန်တော်လည်းသူ့ရဲ့ခေါင်းလေးကိုဆဲမော့ပြီးတော့နမ်းလိုက်ပါတယ်။အရင်ညကကျွန်တော်အဲလီရောရဲ့အိမ်မှာပဲအိပ်ပါတယ်။နောက်နေ့မနေ့ရောက်တော့ကျွန်တော်ဘွားရဲ့အပြောဆုံးနေ့ဖြစ်ပါတယ်။ကျွန်တော်သိချရတဲ့ကောင်မလေးကကျွန်တော်လက်မောင်းနေချရတဲ့မှာအေးအေးချင်းချင်းလေးအိပ်နေတာကိုဒီနေ့တွေ့တင်မှာကျွန်တော်တိခတ်ခဲ့ရတဲ့အရှာရီအလုံးကထိုက်တယ်မရလို့ခန်းစားလိုက်ရတယ်။ တကားခေါက်တဲ့အမီလာတော့ကျွန်တော်တကားတောက်ဖွင့်တဲ့အချိန်မှာအဖောက်ဝါမစတာဖန်ရောက်နေတာကိုကျွန်တော်တွေ့လိုက်ရပါတယ်။သူတို့တွေစကားပြောနေတဲ့အတန်ကိုကျွန်တော်တက်တက်လေးကြားနေရပါတယ်။ကိုတောင်တေချာစဉ်းစားပြပါပြီ။မိမရှိပဲနဲ့ကိုမနီနာကိုကို့အခွင့်အရေးလေးပေးပါအဲလီ။သူစကားပြောလို့မစုံသေးခင်မှာပဲကျွန်တော်ရှိနေတာကိုသိသွားပါတယ်။အဲ့ဒီအချိန်မှာအရှာအလုံးကိုနားလဲသွားတယ်လို့မျိုးသူကခက်မြမြန်လှည့်ထွက်သွားပါတယ်။ကဲဆိုချင်တော့အပြန်လမ်းမှာစတက်ဖန်ကမတော်တဆမှုဖြစ်သွားရဲဆိုပြီးတော့ ။စီယုံကလည်းအဲလီကိုဆက်သွယ်လာပါတယ်။တကူလုံးရဲ့အကျော်တွေကတည်သွားတယ်တဲ့။အဲလီလည်းစီယုံအဝမှာပဲပြိုလဲကျသွားတယ်။ထာရီအလုံးကငါကြောင့်ဖြစ်ရတာငါပြစ်တွေပဲ။ကျွန်တော်လည်းသူ့ကိုဖတ်ထားလိုက်ပြီးတော့စတီဖန်အတွက်အကောင်းဆုံးဆရာဝန်ရှာပေးလိုက်မယ်လို့ကတိပေးလိုက်ပါတယ်။ဒါပေမဲ့အဲလီကကျွန်တော်ကိုတိုးပစ်လိုက်ပြီးတော့သူ့ကိုသူ့ပဲအပြစ်တွေစတိုက်တင်နေပါတယ်။စတီဖန်ကိုဒီလိုအခြေအနေမျိုးနဲ့သူမထားခံနိုင်ကြောင်းပြောလာတယ်။"ကျမတို့နားမှာရှိနေပြီပြီးတော့သူ့ကိုပြုစုပေးခြင်းနဲ့ ကျမရဲ့ခက်ခဲလို့တဲ့အချိန်ဒီမှာသူပဲကျမနာမှာရှိနေပြီကရာဒါပေမဲ့ဒါဆိုရင်မင်းအောင်ကဘလို့အတော်လာကျမကိုထားခဲ့လိုက်ပါဟိုတော့ကရှင်ကျမကိုထားသွားဖို့ပြောဆိုလို့ပဲကျမကိုပဲထားခဲ့လိုက်ပါတော့အဲ့ဒီတုန်းကထားခဲ့ဖို့ပြောခဲ့တာကမင်းအတွက်ကောင်းစီချင်လို့ပါဒါဆိုကျမလည်းရှင်ကိုထပ်ပြောမယ်ရှင်ကျမကိုထားသွားလိုက်ရင်ကျမအတွက်ကောင်းသွားမှာပါကိုပြောတော့ကိုလက်ခံပါဦးကျမလို့ ကျွန်တော်လည်းသူ့ဘတ်တာဖို့စူးစမ်းနေရတဲ့ကလေးကိုတွေ့တဆိတ်ပဲလျှော့လိုက်ပါရယ်။ကျွန်တော်သူ့မျက်လုံးတွေကိုကြည့်နေရတဲ့ဒီပုံရိပ်လေးတွေကိုပြန်ပြီးမှတ်မိနေခဲ့ပါရယ်။အဲလီကကျွန်တော်ကိုကြောက်ခိုင်းပြီးတော့ထွက်သွားပါတော့ရယ်။ကျွန်တော်ချိရတဲ့ကောင်မလေးရဲ့ခြေလန်းတွေကတဖြည်းဖြည်းနဲ့ဝေးခေါ်သွားခဲ့ပါရယ်။စီယုံတကားကြီးလည်းပိတ်တော်တော်ပေါ့။နောက်ထပ်နှစ်တွေကြာတဲ့အထိသူကလည်းစတက်ဖန်ကိုပြုစုပေးနေခဲ့ရယ်။ကျွန်တော်လည်းကျွန်တော်နိုင်ငံစီကိုမပြောင်းနိုင်တော့ဘူးလေ။ကျွန်တော်ငငယ်ရုံးကလိုပဲ သူနောက်ကိုတိုက်တွန်းဆက်လေးရှောင်းလိုက်နေမိပါရဲ့ဆယ်လန်လေးကတော့ဒီလောက်ပါပဲရှင်ဝင်းနေဆရာဆယ်လန်လေးတွေကိုရောပြိုက်တက်လေးတွေသဘောကျလားနောက်နေ့မှလည်းဒီလိုဆယ်လန်ကားလေးတွေကိုပြိုက်တက်လေးတွေစီတင်ဆက်ပေးပါဦးမယ်တရားလာပါရနေရလေးတွေကိုပန်းစင်နေကြပါစေနော်